ဒီသေးတဲ့မှာအလုံးလုံးလာလေအခုသေးအောင်ကမဖွင်းတော့မသားအောင်နားမအောင်မသားတော့ဒီဥဒါလေးကျွေးတယ်မုန်းနေဝေးတယ်သားတယ်ဒီဘက်ကကျတော့ဒီဘက်တော့မဒီနာဟာလေအပေါ်တော့ဘာမှမရကြဘူးလေသင်းဝင်ကောက်ထားတဲ့ဟာပဲပေးတာကျန်တဲ့တိုင်းတော့ပေးဘူးအဲ့ပိုတဲ့ဟာအခုသူတို့လူတွေပိုတဲ့ဟာမို့လားကြောင်းထဲမှာအပြည့်လို့ဟိုအနောက်တွေမှာအပေါ်လုံးကအများကြီးပဲမပေးတော့ဘူးအဲ့အခုသဘောတရားဖြစ်နေကျင်တာသူတို့သင်းရင်ကောက်တဲ့လူတွေလည်းပေး ်ကိုရဲဟာလေးလည်းတန်းစီလိုက်ကျန်တဲ့လူလေးလည်းရောက်ဘူးကြီးကြီးပြောရင်ဈေးထဲမှာအလုံးတပါးလေးတွေဈေးထဲမှာအလုံးလုံးတာလေးအခုဈေးရောင်ကမဖွင့်တော့မသားဘူးနမောင်မသားတော့ဒီဥဒါလေးကျွေးတယ်မုန်းနေဝေးတယ်သားတယ်အခုအလုံးမျိုးပေးရလေးပဲသားဘုံကြီးပေးရသားသားအမတ်တိုင်းပြော တိလားမချက်ပါဘူးမချက်ဘူးချက်ပြလောက်တော့မရှိဘူးမသာဘူးလေခါတာဟုတ်ကဲ့ပါဟုတ်ကဲ့ပါလူတွေကလူရတယ်ခါတာတချို့ကြောင့်လူတွေကခိုးမသာဘူးခိုးမသာတတ်ပါဘူးကွာဘယ်ဘယ်ရွာလာတယ်ပေါ့ကောင်းရဲ့ပဲကောင်းရဲ့ပဲဟုတ်ကဲ့ပါကဲတော့ခါရောက်တယ်အဲ့ကနေနေတော့မရမဆုံးမကာသမီလေးယောက်ကအကုန်နေနေမှာအဲ့တော့ကြားတော့လေဒေါ်လီကပဲပဲကလေးအများအတွက်ကိုပြောပေးတာဘယ်ရက်တယောက်တည်းဟုတ်ပြန်တာအော်ဟွာတရေနဲ့ဟွာလေးရဲ့ပေါ့ ငါခဏခိုင်တာလည်းပါရတယ်အဲ့လိုမျိုးငါတိုင်းခပိုင်းကလည်းရပါဘူးရတယ်တွေ့ကြရအောင်ဒီမှာမရတယ်သူတို့သူတို့မျက်နှာရတဲ့လူကြော်ရတယ်ပေါ့ကွာသူတို့ချင်းထက်ပေးတဲ့လူကြော်တော့ထက်ပေးတယ်မာတို့ကြော်တကယ်လိုအပ်တယ်သီးလားဟောခဏနေတော့ဗောတကယ်ဒုက္ခရောက်တယ်မအလုံးလုံးကြတာပေါ့ကွာမရပဲနဲ့ဒီမှာမေးမအလုံးလုံးကြတော့ပိတ်ကြတာပေါ့ကွာဟောလေကိုဘေးကလူတွေရတယ်ရှင်လည်းသီးလား မတားရည်ကြလားဘလူးလည်းမပြေပါဘူးခဏလေးခဏလေးဘလူးတွေးမှထားတာပေးမှကြည့်တာတောင်းလည်းမလို့ပြေဘလို့ပြော

ယောဂရောက်ခံပြီးတော့เนาะအဲ့တော့ဟုတ်ပါတော့ကျွန်တော်ဒီအလူရှင်တွေခဏလာကြည့်ကြောပြီးပြီပါသူလားအလူရှင်တွေရှိအဲ့ဒီမှာကျွန်တော်ဘွားတို့ဟိုဟာတရက်ကို6000ကျော်ကျွန်တော်ပြေးခဲ့မှာပေါ့ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ရှင်ကိုလေးတက်ရကျော်ရှိပါလေဒီဒီမကအဲ့ဒါဟုတ်ကဲ့ခဏလေးတော့မှခဏလေးပါမှာဟုတ်ဒီဒီမကဟိုဟာတရက်ကြည့်တော့ကြပါလိသွားလန်းတာလို့လာတာ6000ပါဟုတ်ဟုတ်ကဲ့ရှင် 6000ပါ။အရှင်နေရဲပါအကြည့်တင်ရတယ်။ဒီလိုကျင်ပါလေ။ဒီလိုကျင်ပါလေရှင်ရဲ့မင်္ဂလာပါ။ဒီဒီမကလည်းဒီကဲဆွေရတိုင်ကြပါသေး။ရက်သေးရတော့ငါလေးရတာတကယ်ပါ။ဝါသာတကယ်ဝင်းတာတော့။အဲဆိုရင်ဒီမိဘူရ။လေးဖြတ်နေတော့ပါ။အကြံအထိသုံးလို့ရပြီ။မေးရ။ဟုတ်ကဲ့မေးရတဲ့ကြံယူဆရပါမေးရောဟုတ်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့နောင်ကွာနောင်နောင်တနေ့ရောနေနေလဲပူရဟုတ်တယ်နေလဲပူတယ်အခုတပည့်တော်ကြီးနေပါထူလိုက်တယ်ဟိုကြာရတာနေတယ် တကယ်မရောက်တဲ့နေရာကျမရောက်ပါဘူးဖုတ်ခေါင်းလို့ကြောက်တာလို့လည်းမရောက်ကြပါဘူးရေတောင်မှခက်ခက်ဖြစ်ကြပါတယ်เนาะရေလည်းဝယ်သုံးဖို့လည်းမရဘူးဝယ်သုံးလို့လည်းမရဘူးဘဲမှလည်းသွားတာခက်ခဲတာကတည်းကမိရဲ့ရောက်လာနေလို့ပို့ဆိုးတာလုံးတွေးနေတဲ့မိရဲ့ရောက်ကြနေလို့ပို့ဆိုးတာဆွဲမဲ့ကိုကဆွဲလိုက်မလားဒီကဆွဲလိုက်မလားဆိုပြီးတော့ဒီကိုယ်စိတ်ကြီးကူ ရတာတဲ့။ရလိုက်ပြန်ရအောင်တော့ပါတော့လေ။ဟုတ်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့။ကျေးဇူးပါတော့ပါတော့။ဟုတ်ကဲ့ဟုတ်ကဲ့။မင်္ဂလာပါ။ကျေးဇူးတင်ပါတယ်။တက်ရကြိုရှိကြပါစေ။ဒီပါတဲ့ကူတူလို့ဝင်နိုင်ရပါစေ။ရလိုက်ပြန်ရအောင်တော့ပါတော့။ဟုတ်ကဲ့ဟုတ်ကဲ့။ကျေးဇူးနဲ့နော်။ဟုတ်ကဲ့ဟုတ်ကဲ့။ဒီနေ့မနေ့ပေါ့နော်ဒါကြောင့်ဘလို့ဖြစ်လဲဆိုတော့မနေ့ကညတော့ဆိုရင်ဒါကြောင့်မိုးတွေဒီမှာရမ်းရွာသွားတယ်မန္တလေးမှာကျွန်တော်တို့ကိုယ်တိုင်လည်းမနေ့ကညနေတော့အညသာစားနေချင်းပေါ့နော်ဒါအပြင်မှာညသာစားနေချင်းကျွန်တော်တို့တော့မိုးမိတယ်ကလေးတွေလည်းအားနာတယ်ကလေးတွေတောင်မှမနေ့ကဆိုရင်ဒါတနေ့ကဘာမှမစားဘူး တဲ့ညနေဒီစားလေးစားရတာတော့မှကလေးတွေမိုးမိသွားတော့အဆင်မပြေတာပါဒါပေမဲ့လည်းဟိုအဆင်မပြေဘူးဆိုရင်လည်းဒါကျွန်တော်တို့ဟိုတက်ဆိုင်ကြတော့ကျွန်တော်အများကြီးဆက်ကူညီသွားမှာပါအခုဒီလမ်းမှာပေါ့နော်မနေ့ကတော့ဆိုလို့ရှိရင်ဒါလမ်းမှာပြီးတော့ဟိုနေရတဲ့မိသားစုတွေရှိတယ်ဟိုတချို့ပေါ့နော်တို့ဒီတို့ရဲ့ဒီနေအိမ်တွေပြိုသွားတဲ့အချိန်မှာပေါ့နော်နေအိမ်တွေရှေ့မှာဟိုနေကြတဲ့မိသားစုတွေရှိတယ်အဲ့ဒီမိသားစုတွေကနေပြီးတော့အခုမနေ့ကမိုးရွာတော့ဒါတို့တော်တော်အဆင်မပြေဘူးလို့တော့ကြားတယ်အကျွန်တော်လည်းတကယ်စိတ်မကောင်းပါဘူးတကယ်အခုလည်းကျွန်တော်အခုလက်ထဲမှာတော့ဒါကျွန်တော်ငွေသားကြီးပဲဒါ390လောက်တော့ကျန်သေးတယ် အဲအခုလောလဲ KB တွေလည်းဒီမှာထုတ်ရအောင်နည်းနည်းတိတ်အဆင်မပြေဘူးမန်လေးမှာအားကြောင့်မလို့ဟုတ်တယ်ဟုတ်တယ်အဲကိစ္စကြီးဒါပေမဲ့အခုကျွန်တော်တို့ KB ထုတ်ဖို့လိုက်ရှာဒါပေမဲ့ KB တွေကနည်းနည်းဟိုဈေးကြီးတယ်ထုတ်ရနည်းနည်းဈေးကြီးတော့ဒါလောတဲ့ရှိရငွေသားပဲဒါကျွန်တော်အရင်လှူသွားအောင်မယ်တကယ် KB ထုတ်လို့ရတဲ့နေရာတွေ့လို့ရှင်တော့ဒါကျွန်တော်တို့ရရထုတ်ပြီးရပါတော့အခုလမ်းမှာတွေ့ရမိသားစုတွေကိုကျွန်တော်တို့ဒီအဲပစ္စည်းတော့မလှူတော့ဘူးပေါ့နော်ပစ္စည်းတွေကတော့မနေ့ကတော့မနေ့ကတော့ဘယ်မှမမှ အဲစိတ်မန်းဟုတ်တယ်ဟုတ်တယ်မန်းစကိုင်းရယ်စိတ်မန်းစိတ်မန်းရက်ကမှကျွန်တော်ကကိုယ်တိုင်တော့မလူခဲ့ဘူးအဲ့ဒီကဥစဉ်ကြောင့်ကျွန်တော်ပစ္စည်းအကုန်အပ်ခဲ့တာဥစဉ်တွေကနေပြီးတော့ဒါအကုန်လုံးအဲဥစဉ်တွေကဒါတို့ဝေခွဲပြီးလုပ်ပေးမယ်ပေါ့နော်ဥစဉ်တွေအဲတာဝန်ရှိတဲ့ဥစဉ်တွေနဲ့အဲ့ဒီကတာဝန်ရှိတဲ့လူကြီးတွေပဲဒါကျွန်တော်ပစ္စည်းတွေကိုအဲစိတ်မန်းရက်ကမှအပ်ခဲ့ပါတယ်အဲကျွန်တော်အချိန်ရလဲမနေ့ကတော့ဟုတ်တယ်ည9:00နာရီထိုးသွားတယ်ကျွန်တော်စကိုင်းကပြန်လာတဲ့အချိန်ကျွန်တော်ဟိုကကလေးတွေကမှမနေ့ကဆိုဘယ်ခဲဘာမစားပါဘူးကလေးတွေဘာမစားညညညရင်းချင်းကျွန်တော်သွားလှူတာဟုတ်တယ်ဆိုတော့ကျွန်တော်ဒီဟိုအချိန်မလောက်ဘူးပြတည်လားအခုကျွန်တော်အခုပြန်လို့ရှိရင် ဟိုပျော်ဝဲဝင်အောင်မယ်။ဒီပြီးရင်ဒီခုကျွန်တော်ဒီပလိမ့်မြို့ဒီစိတ်တရရက်ွက်ရှိရပေါ့နော်။အဲ့ဒီကကျွန်တော်နေနေအလုံး30လောက်ပြူသွားဆိုကျွန်တော်မနေ့ကတော့သတင်းလေးတွေ့လိုက်တယ်။အဲ့ဒီတည်းဟိုအထူးရှင်နေမရောက်ကြဘူးလို့လည်းပြောတယ်ပေါ့နော်။အဲ့ဒီကိုကျွန်တော်တစ်ချက်သွားကြည့်မယ်ခဏနေကြရင်။အခုလောဆယ်တော့ကျွန်တော်ဒါအဲစေးုံနေမှာကျွန်တော်တွားရောက်လှူဒါန်းအောင်မယ်။အဲစေးုံနေတွားရောက်လှူဒါန်းတော့ကျွန်တော်ဒီပစ္စည်းထက်ပေါ့နော်ကျွန်တော်ဒီတို့လိုအပ်တဲ့တကယ်ငွေသားပဲကျွန်တော်လှူဒါန်းတော့မှာပါ။ဟုတ်အဲ အခုပေါ့နော်ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီဟိုလမ်းမှာတွေ့ရင်လှူခဲ့လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့လိုမလှူခြင်းဘူးတကယ်ဖြစ်ပြီးတကယ်ဒုက္ခရောက်နေတဲ့မိသားစုတွေရဲ့လက်ထဲကိုပဲကျွန်တော်ဒီငွေသားတွေကိုဟိုရောက်စီခြင်းတာပေါ့နော်အဲအဲ့လိုရှင်နေအားလုံးလည်းအဲ့လိုလည်းဖြစ်မယ်လို့ကျွန်တော်လည်းဟိုထင်ပါတယ်ဘာလို့လဲဆိုတော့ဟိုတကယ်ပေါ့နော် တကယ်အိမ်မပြိုဘဲနဲ့တချို့ဆိုရက်ွက်ထဲကနော်ရက်ွက်ထဲကအဲ့လိုမျိုးဘယ်လိုပြောမလဲအဲ့လိုမျိုးတက်တက်ကြီးပေါ့နော်အဲ့လိုအေးအေးအဲ့လိုထားပါအဲ့ထားပါအဲ့လိုမျိုးလာယူရဲ့ပစ္စည်းလာယူရဲ့မိသားစုတခြားပေါ့နော်အဖွဲ့ရရှိရဲ့ အဲ့ဒီလူတွေလက်ထက်ကိုကျွန်တော်တို့ဒီငွေသားတွေကိုရောက်ခံမှာမဟုတ်ဘူးတကယ်ဖြစ်နေတဲ့မိသားစုတွေလက်ထက်ကိုပဲဒါကျွန်တော်တို့ဒီလူငွေတွေဒါလှူဒန်းပေးသွားမှာပါအလူရှင်တွေအားလုံးလည်းအဲ့ဒါမှလည်းဟိုဒီအလူရှင်တွေရဲ့ငွေတွေဒီလည်းတကယ်ဖြစ်နေတဲ့မိသားစုတွေဒါသူတို့ဒီလည်းလှူဖို့ဒါကျွန်တော်ရုံကြီးနဲ့အပ်တာကွာဒီလားအကျွန်တော်ကလည်းလက်လွတ်ဆိုပြီးလှူလိုက်လို့မရဘူးအဲ့တော့အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ဒီဟိုခက်ခက်ခဲခဲမနေ့ကဆိုတဲ့စကားအောင်တမျိုးလုံးပတ်ပြီးကျွန်တော်လိုက်ရှာတာတကယ်အိမ်ပြိုတဲ့တကယ်မိသားစုတွေပဲကျွန်တော်တို့ဒီငွေသားတွေကိုပေါ့နော်ဒါလှူဒန်းပေးသွားတာပါဟုတ်ကဲ့ပါကျွန်တော်အခုအဲခဏနေတဲ့တော့ဒါကျွန်တော်စေးုံကြီးကိုသွားရမယ်ပေါ့နော် အဲဒီဘက်ကတော့ဒါကမန္တလေးဒါတင်ကြားရေးဆေးရုံပေါ့နော်တင်ကြားရေးဆေးရုံဒါကျောင်းရောက်နေအဲ့ဒီမှာလဲဒါကျောင်းလူနာတချို့ကိုတွေ့ရတယ်လူနာတွေတွေ့ရတယ်ပြီးရင်ခုပုံမှန်ဆိုလဲမိတ်ဆက်ရိုက်ပြလာအောင်ဒါမနေ့ကမိုးရွာတော့မှဒါပြူသွားတယ်အများကြီးပဲမနေ့ကမိုးရွာတော့မှဒါအကုန်လုံးအညာမိုးရွာလေးတွေရောဟုတ်တယ်ဟုတ်တယ်ညာမိုးရွာလေးတွေရောကျောင်းတော်မှာလဲဟိုအိပ်ရတာနည်းနည်းအရင်ခက်ခဲခဲ့တယ်ပေါ့နော်ဒါမန္တလေးတင်ကြားရေးဆေးရုံကျောင်းခုနကတော့ဟိုဘက်မှာ ဟိုကရင်လေးနဲ့ဟိုမိသားစုတချို့ပေါ့နော်အပြင်မှာသူအသင်ပြေလိုလေးတဲနေရလေတွေ့ရဲအဲအဲ့လိုလေကြောက်ခဏကြာတစ်ချက်သွားကြည့်မယ်ပေါ့နော်အဲပြီးရင်တော့မန္တလေးစေယုံကြီးကိုဒါကြောင့်သွားမယ်အဲပြီးရင်အပြင်မှာကြာရင်ဒီပလိမြို့အဲစိတ်ဓာတ်ရက်ကုတ်ကိုဝင်မယ်နောက်အဲအဲ့အနေပြန်လို့ရှိရင်ကျွန်တော်တို့ဒါပျော်ဝဲကိုလည်းပျော်ဝဲဗလီတွေအဲမှာခက်ခဲနေမိသားစုတွေဒါကြောင့်အဲတော့ဖြူတန်းမယ်ပေါ့နော်အလူရှင်အားလုံးပဲဒါအကျမ်းမှဆန်းစားကြပါလိမ့်မယ်ဆိုဖြူတောင်းပေးပါတယ်